ဒီအပိုင်းလေးမှာတော့ကျွန်တော်အနေနဲ့ဟို multi time frame ကိုအချိန်နဲ့ဘိုင်ထဲမှာကြည့်တာပေါ့နော်ကျွန်တော်တို့ကဥမာထိတ်လို့ရဆိုရင်15မိနစ်မှာဘာဖြစ်နေလဲတနာရီမှာဘာဖြစ်နေလဲတရက်လုံးမှာဘာဖြစ်နေလဲတစ်ပတ်မှာဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ကပြောင်းပြောင်းပြီးတော့ဒီမှာဒီလိုမျိုးကြည့်လို့လည်းရတယ်ပေါ့နော်ဒီဘော်ဒီမှာဒါပေမဲ့အဲ့လိုမကြည့်ချင်ဘူးကျွန်တော်တို့ကအချိန်နဲ့ဘိုင်ထဲမှာဖြစ်နေတဲ့ဥစ္စာကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီ trading တုတ်တဲ့နေရာမှာကျွန်တော်လိုအပ်တယ်ပေါ့နော်အဲ့ဒီဥစ္စာတကယ်နောက်ပိုင်းထွက်လာလို့ဆိုရင်တိလာလိမ့်မယ်အဲ့ဒီဥစ္စာကြည့်နေကျွန်တော်ပြောပြမယ်အဲ့တော့ ကျွန်တော်ခုပြောပြမယ်ဆိုလို့ရှိရင်ခုကျွန်တော်ရွေးထားတာ BTC chat ပေါ့နော်ဒီ BTC chat ကိုခုကျွန်တော်1ဟာဝါမှာရွေးထားတယ်ကျွန်တော်ကနောက်ထပ်15မိနစ်အတွက်လည်းကြီးကျင်တယ်ကျွန်တော်နောက်ထပ်4နာရီအတွက်လည်းကျွန်တော်4ဟာဝါအတွက်လည်းကြီးကျင်တယ်ပေါ့အဲ့တော့ကျွန်တော်ဖော်မယ်ဆိုလို့ရှိရင်ဒီဘက်ညာဘက်အဆွန်မှာရှိတဲ့ဒီမှာအတုံးလေးလေးတော့ဒီအပေါ်ကဥစ္စာကတော့ကျွန်တော်အမျိုးအစားမလိုတဲ့အရာကြီးတာခုကအမျိုးအစားတူတဲ့ဥစ္စာကြီးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘက်ကအောက်ကနှစ်ခုကိုရွေးလိုက် ရွေးလိုက်ပြီဆိုဒီမှာပေါ်လာပြီပေါ့နော်သူကဒီမှာ BTC USDT ဒီမှာလည်း BTC USDT အဲ့တော့ကျွန်တော်တို့ကဒီ BTC ကိုကျွန်တော်တို့ကဘယ်လိုကြည့်နေတာလဲဆိုလို့ရှိရင်ဒီ BTC ကိုကျွန်တော်တို့က time frame တစ်ခုကြည့်မယ်ဒီ BTC ကိုကျွန်တော်တို့က time frame ကြည့်မယ်ဒီနားမှာ time frame လေးဒီမှာဒီဘက်အစွန်ဆုံးလေးမှာ DBTC ကိုကျွန်တော်က30မိနစ်30မိနစ် time frame အတွက်ကြည့်တယ်။ DBTC ကိုကျတော့ကျွန်တော်က 1 hour ဒီမှာကျွန်တော်1 hour ယူထားတယ်1 hour time frame အတွက်ကြည့်တယ်အဲ့လိုမျိုးကျွန်တော်တို့က time frame မတူတဲ့ဥစ္စာနှစ်ခုကိုကျွန်တော်တို့ကရှင်ပြီးတော့ကြည့်လို့ရတယ်ဒါကကျွန်တော်နှစ်ချက်ပဲကြည့်ရတာလားတကယ်ကချက်တွေအများကြီးစခွင်ကြီးရင်ကြီးတယ်လို့မျိုးကျွန်တော်တို့ကြည့်လို့ရတယ်အဲ့ဒါကျွန်တော်တို့ဟိုဘက်ဒီဘက်ရွှေ့နေစရာမလိုတော့ဘောကျွန်တော်တို့အဆင်ပြေပြေနဲ့ထိလို့ရပါတယ်သိချင်တာရှင်ကွန်မန့်မှာရေးရဲနောက်ပိုင်းကြလို့ရှင်ကျွန်တော်ဒီချက်တစ်ခုမှရှိတဲ့ဒီ indicator တွေဖြုတ်တာတွေတက်တာတွေကိုကျွန်တော်ပြောပြပေးသွားမယ်